ဟောလိုဝင်းပွဲကစိတ်တစားကြူကကျွန်တော်အသက်15နှစ်အရွယ်ကအဖြစ်အပျက်တစ်ခုပါဟောလိုဝင်းမတိုင်ခင်တပတ်အလို အဖိုးဖွားရရှိတဲ့မြို့ငယ်လေးစီ အလဲအပတ်လိုက်သွားခဲ့ပူပါတယ်မြို့တေးသေးလေးထဲမှာဝမ်းခွဲအကူကကျွန်တော်ကိုခေါ်ပြီးမြို့ငယ်လေးကကောက်ရည်သိမ်းပွဲတော်ကိုလည်းလိုက်ပို့ပေးခဲ့ပါတယ်ဟောလိုဝင်းညမှာတော့ဝမ်းခွဲအကူကကျွန်တော်ကိုမြို့စုံမှာရှိတဲ့ပွဲစည်းတန်းစီခေါ်လာပေးခဲ့ပါတယ် အဲ့ဒီနေရာမှာတော့လှပတဲ့အပြင်စင်တွေမိရှုမိပန်းပြစ်လွတ်မှုတွေနဲ့စီကားလှပနေခဲ့ပါတယ်။မိဘုံပြန်တွေလည်းလွတ်တင်ပြီးကြည်နူးစရာလည်းကောင်းလာပါတယ်။ဟောလိုဝင်းညဖြစ်တာမို့အားလုံးကဟောလိုဝင်းအပြင်စင်တွေနဲ့အတူထူးထူးဆန်းဆန်းရှိလို့နေခဲ့တာပါ။ကျွန်တော်ကဈေးတန်းထဲရှောက်ကြည့်နေခဲ့ပြီးဝမ်းခွဲကတော့ကောင်မလေးနဲ့တွေ့တွေ့နေခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲကျွန်တော်ပခုံးကို ပုတ်လိုက်တာကြောင့်လှည့်ကြည့်လိုက်တဲ့အခါ အနောက်မှာရပ်နေတဲ့ဂျူကာကိုမြင်ပြီးလန့်သွားခဲ့ရပါတယ်။ဂျူကာရုပ်ကိုဝစ်ဆင်ထားသူကဟာတာမဖြစ်ဘဲစောင့်မက်ဖွယ်ကောင်းနေခဲ့ပါတယ်။သူ့ရဲ့ပြင်ဆင်ထားမှုကဟော်လိုဝင်းနဲ့လိုက်ဖက်အောင်စောင့်မက်ဖွယ်ရာပြင်ဆင်ထားခဲ့တာပါ။ဂျူကာကတကြားလုံးနဲ့အတူပြောင်းရည်တချို့ကိုအိတ်အကြီးနဲ့ထုတ်ထားပြီးဂိုင်ထားပါတယ်။ဒါပေမဲ့သူ့လက်ထဲမှာတော့အမိုက်ပုံးတွေကထွက်လာသလိုညစ်ပတ်ပေးနေခဲ့တာပါ။တကြားလုံးလိုချင်လားကလေး ဂျိုကာကပြုံးပြီးကျွန်တော်ကိုပြောခဲ့လိုက်ပေမဲ့သူ့လက်ထဲကတကြားလုံးကိုကြည့်ပြီးကျွန်တော်လဲရွန်ရှာမှုကြောင့်အမယူတော့ပါဘူးကျေးဇူးတင်ပါတယ်အဲ့လိုသာပြောပြီးနောက်ဆုံးနေခဲ့လိုက်ပါတယ်သူကတော့ဘာမှမပြောတော့ပဲတကြားလုံးကိုသာကာရင်မတက်ရက်နေခဲ့ပါတယ်ကျွန်တော်လဲသူ့ပုံစံကိုသဘောမကျတာကြောင့်အနာကနေအញ្ញံလှဲ့ထွက်ခဲ့လိုက်ပါတယ်ခဏကြာမှတော့တရဲအင်ကြီးဘက်မှဝမ်းခွဲနဲ့ပြန်ဆောင်ခဲ့ပါတယ် သူကတော့ကောင်မလေးကအထင်ကြီးစေဖို့ပိုးပန်းနေတော့မှာပဲဟဲ့ကောင်ဒီတရခဲနေရကြောက်เสียရပဲနော်ဂျိုကာလည်းရှိရဲ့တော်တော်ကြီးကိုပြင်ထားတာကွအော်ဂျိုကာလာအဖရန်ဒီဖြစ်နိုင်တယ်နော်ကျွန်တော်တို့ရဲ့စကားတန်ကြောင့်ကောင်မလေးကတခိခိရှင်မောနေခဲ့ပါတယ်သူကမြို့ပေါ်ရီမှာလို့မဟုတ်ဘူးတမျိုးပဲအာဘာပဲဖြစ်ဖြစ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပိတ်မိနေရဲ့ ချော်ရီစက်ရုံထဲမှာမက်စကော့တစ်ခုဖြစ်ခဲ့ဘူးတာပဲလေ။ဟော၊ तू အန်တရယ်ကင်းပါရဲ့ကွ။ဝမ်ခွဲကပြောခဲ့ပါတယ်။음ဒါပေမဲ့အဝတ်စားနဲ့အပြင်စင်ကတမျိုးကြီးပဲကွာ။ကျွန်တော်တို့လည်းပြောနေကြရင်ပွဲတော်ထဲမှာလှဲ့လေသွာလာနေခဲ့တဲ့အချိန်ကျွန်တော်တို့နောက်ကနေဂျိုကာကလိုက်လံကြည့်နေတယ်လို့ခံစားနေမိပါတယ်။ကျွန်တော်လှည့်ကြည့်လိုက်ချိန်ဆိုသူကပုန်းကွယ်နေတတ်ပါတယ်။ဒီအချိန်ကိုကျွန်တော်ကပြောတော့ 万贵家在哪个不抗张家人这些兄弟开吧嘞？好，这样好吗？在哪个万贵爷立马给我干点娘家来吧嘞？湖南伙计，东家如何经理啊？万贵来进来吃嘛哟，就刚刚人人留下你啊，我追来一把嘞。我俩上来万贵家，哈哈，没样啊，俺娘母了都要来经理吃麻瓜。就你那三张泥嘎，早开的开口，搞搞那人家。 ဂျူကာစီရစီပိတ်ပစ်လိုက်ခါဟေ့တငယ်ချင်းဖမ်းလိုက်လေကွာဝမ်းဝဲဖြစ်ပေါလိုက်တဲ့ကြောက်ခဲကဂျူကာကို ထိမှန်သွားခဲ့ပြီးသူ့မျက်နှာပေါ်မှာသွေးတွေစီးကျလာတာကိုတွေ့လိုက်ရပါတယ်ဂျူကာကတော့အော်ဟစ်တာမျိုးတွေမလုပ်ဘဲကျွန်တော်တို့ကသာစိုက်လို့ကြည့်နေခဲ့ပါတယ်ဟေ့ကောင်မင်းမလုပ်လိုက်တာလဲဟောစိတ်လျှော့ပါကွာသူအဆင်ပြေပါတယ်အဲ့ဒီချိန်မှာတော့ ကျွန်တော်တို့ဒီအကြီးမားဆုံးသောအမားတစ်ခုကိုကျူးလွန်မိခဲ့တယ်လို့မထင်မိခဲ့ကြပါဘူးဒီလိုနဲ့ညနေလာချိန်မှာတော့ကျွန်တော်တို့ဒီအဖွားအင်ကိုပြန်ဖို့အတွက်ဆုံးဖြတ်ပြီးပြန်လာခဲ့လိုက်ကြပါတယ်အပြန်လမ်းမှာတော့လမ်းမကြီးကိုမရွေးပဲစပားခင်းတွေကြားရဲကဖြတ်ပြီးအမြန်ပြန်ဖို့ကိုဝမ်းခွဲကပြောလာခဲ့ပါတယ်အဲ့ဒီလမ်းကမြန်နေကွာဒါကြောင့်မဲကျွန်တော်တို့လည်းဥကောင်းထမှာ စပားရိုးတံတွေလွင့်ပြန်နေရင်လိန်လူအေးအေးလေးကိုခံစားရင်းနဲ့မြဘက်စပားခင်းတွေကြားရဲကချက်ပြေးပြန်လာခဲ့ကြပါတော့တယ်။သူတို့တို့သွားနေရင်တယောက်ယောက်ကရေမောတံလိုမျိုးစားလိုက်ရတဲ့အခါအကွဲကွဲအတန်နဲ့ရေမောနေတဲ့အတန်မျိုးပါ။မင်းစားရလား။ကျွန်တော်အကျော်ကြောင့်ဝင်းခွဲကလမ်းလျှောက်တာကိုရှက်လိုက်ရင်က ေးဟုတ်တယ်ငါလဲစားတယ်ကျွန်တော်တို့ရက်နေရင်ပါပဲရေစံကပို့လို့နီးကပ်လာတာကြောင့်နောက်ကိုလှည့်ကြည့်မိခဲ့ကြပါတယ်စပားကင်းတွေသားတွေကမြူတွေတဲကနေပုံရိပ်တစ်ခုတစ်ပြေးပြေးနဲ့နီးကပ်လာခဲ့ပါတယ်အနားကိုရောက်လာချိန်မှာတော့အယက်ရှိရှိနဲ့ကောက်ကြောင်ကပြပြလာချိန်မှာဟင်ဂျိုကာ ကျွန်တော်တို့တွေအံ့အားသင့်ခဲ့ရပြီးနီးကပ်လာတဲ့သူ့ရဲ့ပုံရိပ်တွေပြည်ပြန်လာချိန်မှာတော့မျက်နာပေါ်ကသွေးတွေကမဲချောင်နေခဲ့ကလရံအောင်မှာတလက်လက်ထနေတဲ့သူ့လက်ထဲကအရာကိုပါမြင်လိုက်ခဲ့ကြရပါတယ်။သူကပစိမ့်တလက်ကိုကန်ကလာနေခဲ့တာဖြစ်နေပါတယ်။ဒီမြင်ခွင်းကိုမြင်လိုက်ချိန်မှာတော့ဖေအောင်ပြေးပြေးဝမ်းခွဲကပြောပြရဲ့နော် ကျွန်တော်တို့လည်းအပင်တွေကြားတွေကနေဖြတ်ပြေးပြေးထွက်လာခဲ့ရပါတယ်။နောက်မှာတော့ဂျူကာကကျေလောင်တဲ့အော်ရဲတန်းနဲ့အတူကျွန်တော်တို့နောက်ကနေလိုက်လာနေခဲ့ပါတယ်။ကျွန်တော်တို့ကြောက်လန့်တကြားဖြစ်နေတာကိုကြည့်ရင်သူကပျော်ရွှင်နေခဲ့တာပါ။ကျင်းနေရင်ကခြေထောက်တွေလည်းညောင်းကြိုက်ကပင်ပန်းလာခဲ့ရပါတယ်။ဟဲ့လာဒီဘက်ဝမ်းငယ်ကကျွန်တော်လက်ကိုဆွဲပြီး လမ်းမပေါ်ကိုတခါပြေးလာခဲ့လိုက်ကြပါရဲ့အနောက်ကိုပြန်လှည့်ကြည့်ချိန်မှာတော့ဂျူကာကလေခွင်းတွေရဲ့အစွန်းမှာရပ်နေပြီးပစိန်ကိုခြကာကင်ထားတာကိုတွေ့လိုက်ရပါတယ်။အေးသူငါတို့နောက်ကိုဆက်မလိုက်လာတော့ဘူး။ပြောပြီးရပြီမဲ့ကျွန်တော်တို့ကလည်းမနာတဲ့အဖိုးအဖွားတွေအိမ်ရှိရာစီကိုအပြေးလာခဲ့လိုက်ပါတယ်။အိမ်ထဲကိုရောက်နေချိန်မှာတော့ကျွန်တော်တို့အားလုံးတကားပိတ်လိုက်ပြီး ကျွန်တော်တို့နှစ်ယောက်လုံးလည်းတညာလုံးဧကန်ထဲမှာမလုံမရှက်ငြိမ်နေမိပါတော့တယ်။မနေ့လင်းစိန်မှာတော့ဧကန်ထဲမှာကျွန်တော်တို့ကိုတွေ့သွားတဲ့အဖိုးကအချောင်းကိုမင်းမြတ်တဲ့အခါမှာကျွန်တော်တို့တွေလည်းညကအဖြစ်အပျက်ကိုပြန်လဲပြောပြခဲ့လိုက်ပါတယ်။ကျွန်တော်တို့ရဲ့စကားသံကိုကြားချိန်မှာတော့အဖိုးရဲ့မျက်နှာဖြူလျော်သွားခဲ့ပြီးနောက်ဆိုမင်းတို့ရေဟော်လိုဝင်းပွဲတော်ကိုဝဲဝေးကရှောင်ကြအဖိုးကတိတ်တိတ်လေးဆက်ပြောခဲ့ပါတယ် ဒီမြို့မှာဓလေ့ထုံးတဲ့တချို့ကိုတတိစိတ်ဖြတ်တန်းတာကပိုကောင်းတယ်။ကျွန်တော်အတွက်တော့ဒီဂျိုကာဖရန်ဒီဆိုတာကဘာတူလဲ။အဲ့ဒီညကသူဘာဖြစ်သွားခဲ့တာလဲ။ကျွန်တော်လည်းတွေးနေမိပါတယ်။တိစားတာတစ်ခုကတော့ကျွန်တော်အနေနဲ့အဖိုးတို့ရဲ့မြို့ငယ်လေးမှာနောက်ထပ်ဟောလိုဝင်းပွဲတစ်ခုကိုမလာဖြစ်တော့ဘူးဆိုတာပါပဲ။ ဇလန်းလေးကိုဒီလောက်နဲ့ပဲရန်နာခွင့်ပြုပါရှင်။နောက်ထပ်စိတ်ဝင်စားပွဲရာဇလန်းကောင်းတွေနဲ့အတူပြန်လာခဲ့ပါအောင်မယ်နော်။အားပေးကြည့်ရှုခဲ့ကြလို့ကျေးဇူးထူပင်တင်ရှိပါတယ်ရှင်။